လက်ရှိပေါ်တော့ကျွန်တော်မြန်မာရှိသောလူသမားတွေကိုထိုင်းနိုင်ငံမှာကျွန်တော် CIA အနေပြီးတော့ကျွန်တော် passport ထောက်ချောပေါ့နော် PG passport လေးလို့ရှိရင်ဖြစ်ဖြစ်ကျွန်တော်တို့ဟိုတခြားကိုသူတို့မှရှိပြီးတဲ့ passport တွေကိုတက်တန်းတိုးတယ်ဗျာဟိုတခြား CIA မလုပ်ဘဲနဲ့အဲ့ဒီ PG လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ Thailand စီ passport for Thailand ကိုလေးလို့ရှိတာထိုင်းနိုင်ငံတစ်ခုတည်းပဲသုံးသုံးလို့ရတယ်ဆိုတော့ဒါဟိုလုံးဝမဖြစ်သင့်ဘူးလို့ထင်တယ်ဒါတော့ဆီဆိုရတော့တက်တက် ရပဲလို့ခိုင်းနေတဲ့လှူတာတော့ဘူးတော့ကျွန်တော်ပြောလို့ရပါတယ်သူတို့မြန်မာဆီအစိုးရအနေနဲ့ကျွန်တော်တို့ထောက်ပေးတဲ့ဒီကျွန်တော်တို့နိုင်ငံကလက်မှတ်ပေါ်တာဒီ passport for Thailand only ဆိုတာတော့ဟိုကျွန်တော်တို့ TCI လို့ပါပဲ CL နဲ့ Thailand နိုင်ငံမှာပဲသွားလာလို့ရတယ်ပေါ့နော်ဟိုအဓိကတော့ဟိုနိုင်ငံခြားတိုင်းပြည်တွေမှာသွားလို့လို့မရဘူးဥပမာအဖြစ်အနည်းဆုံးပြောမယ်ဆိုလို့ရှိရင်ကမ္ဘောဒီးယား Laos ဟိုကျွန်တော်တို့ဒီ Malaysia စင်ကာပူအင်ဒိုနီးရှားခါတိုင်းဆိုလို့ရှိရင်အလုပ်သမားတွေကသူ့ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့တောင်းနေကြတာရှိတယ်အလုပ်သလုပ်လည်းရှိတယ်ကြောင်းတွက်တက်နေတာရှိတယ်ဆိုတော့အခုကျတော့အခုဒီပတ်စုကိုခြိုင်တဲ့လူကတော့ထိုင်းတနိုင်ငံတွေပဲပါလို့ရမယ်လို့ကျွန်တော်နားလဲပါတယ်ရရှိနေတာပေါ့ကျွန်တော်ဒီမိသမီးကဖြစ်ကြောင်းထောက်ခံစားသူ့လက်မှတ်ပေါ် CIA ခြိုင်ထားတဲ့ရှိပြောင်းအလုပ်သမားကလည်းဒါအများစုလူကျွန်တော်ပြောလို့ရတယ်ပေါ့လေ ဆိုတော့ဒါကြောင့်မို့သူတို့ကလည်း DCI နဲ့ဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာအလောက်ကံတွေပုခက်ခဲတဲ့ခီးတော်လာတာတွေဆက်တော့ဘန်ဘန်ဖွင့်ရတာဆက်ဖုန်းကဝေရတာဆက်အဲ့ခက်ခဲတွေရှိတယ်ဆိုတော့ကျွန်တော်တို့ဘလောက်ပဲဈေးနှုန်းကြီးကြီးဆိုတော့ပတ်စုအလီခေါ်တာပေါ့အဲ့ဒီပတ်စုတော့တော့လုပ်တယ်ဒါအခုလူမျိုးပေါ့နော်ထိုင်းတနေငံတွေပဲသုံးလို့ရမှာဆိုလို့ရှိရင်တော့ဆွဲပြတယ် CI လက်မရှိရတယ်တော့ဒီလိုမကွာဘူးအခုလိုဖြစ်တာပတ်စံငွေကုန်ကြီးချခံပြီးတော့လုတ်ထဲတဲ့ကျွန်တော်ငငကူးလက်မှတ်ကို နိုင်ငံတကာသွားလို့ရတယ်ပေါ့နော်တခြားကျလို့နိုင်ငံသားအခွင့်အရေးရသွားလို့ရတဲ့ passport တို့လိုချင်တာပေါ့ဒါသူတို့ရဲ့စိုးရိမ်မှုရှိတာလေကျွန်တော်နောက်ပိုင်းကျွန်တော်တို့ထင်တာတော့ရှင်တော်တို့မားရီကအဲ့ passport ကိုဟိုလုံးမှလည်းလုံးမှမဟုတ်တော့ဘူးလေဒါပေမဲ့ပြဿနာအကုန်ကျခံပြီးလုံးပြီးတော့ထိုင်းတနေနေလည်းပဲအုံမှုရတယ်ဆိုတော့ဒါအလူသမားကြီးတွက်ကတော့အလုံးဝအဆင်ပြေဘူးသူတို့အနေနဲ့လည်းအဲ့လိုမျိုးကန့်တန့်မှုတွေတွေ့သူဟိုစိုးရိမ်ချက်တွေရှိနေတယ်ဆိုတာတွေ့ရတယ်ကျွန်တော်သိရပါတယ် ့ရှစ်ပြောလူသမားတွေနည်းနည်းပေါ့နော်သူတို့ခင်ဗျာဒီ name list ပဲပြောပြောကျွန်တော်တို့ပိုင်းအောင်ပဲပဲလို့လို့ CI ပဲလို့လူကဘလို့သမားတွေဒီနဲ့အဆမတန်ဈေးနဲ့ကျွန်တော်တို့ကလောက်ရတာဖြစ်တယ်အခုလေသူတို့ရဲ့ညှို့နှင်းချက်ကဒီကြောက်တက်ခြင်းနဲ့လူတွေကလည်းတခြားနိုင်ငံမှာကြောက်တက်လို့ရမယ်တခြားအလုပ်ပြောင်းကျင်တယ်သူကတခြားနိုင်ငံလေးတွေမှာအလုပ်သွားလုပ်လို့ရမယ်ဆိုပြီးရည်ရွယ်ချက်နဲ့ဒီ password password ပေါ် job ပေါ် password အနီးပေါ့နိုင်ငံတကာသွားလို့ရတဲ့ password ကိုသူတို့ရှောက်တာဖြစ်တယ်အခုလူမျိုးကျွန်တော်တို့ ထိုင်းတနေငယ်တယ်ပဲနေခွင့်အလုပ်လုပ်ခွင့်ပြုလို့ဆိုရဲပတ်စပို့ကြတော့ဟိုဒါရှင်ပြောင်းအလုပ်သမားတွေဟိုဒါခက်ခဲအောင်ဒီချက်ဘူးအခက်ခဲဖြစ်အောင်လုပ်ရတဲ့အတူတူပဲလို့ကျွန်တော်လည်းပြောချင်ပါ